လူပီသားတဲ့ဒုတိယဖြစ်ဖို့အတွက်အဓိကလိုအပ်ချက်ဟာကိုကျင်းစာတရားပါပဲကိုကျင်းစာတရားဆိုတာကိုဖြစ်တော့မှစာနာပါလို့ဩခိုင်းတာမဟုတ်ဘူးသူ့နေရာမှာ ကိုသားဆိုရင်ဘယ်လိုနေမလဲဆိုပြီးမလောက်ခင်ကြိုတွေးစေချင်တာပါဖះကိုဘလောက်လူလူတရားဘလောက်ထိုင်တိုင်းကိုကျင်းစာတရားမရှိဘူးဆိုရင်အဲ့ဒီလူဟာလူပိုသားဖြစ်ပြီးအလကားလူသားဖြစ်တယ် ငပိစားမရှိတာဝယ်လို့ရတယ်။အတိတရားမရှိတာဝယ်လို့မရဘူး။ငပိစားပါမှဟင်အရာသာရှိသလိုအတိတရားရှိမှ လူဘဝဟာတန်ဖိုးရှိတယ်။လူတယောက်ကကိုယ့်ကိုထိပါစေမယ့်စကားနဲ့တိုက်ခိုက်တယ်ဆိုတာကိုကသူ့ကိုစော်ကားခွင့်ပေးထားလို့ပါ။ပြန်မပြောချင်ဘူး။အားနာလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုရင်းနဲ့လူတိုင်းရဲ့အလိုကို မလိုက်ပါနဲ့။ကိုယ်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပါ။ပြတ်သားပါ။ ဒီလိုမှမဟုတ်ရင်ဒီလူကငါပြောသမျှရတယ်ဆိုတဲ့အတွင်းနဲ့အရာရာကိုအနိုင်ယူပါလိမ့်မယ်။ဒါကြောင့်လူတိုင်းအပေါ်မှာအမြဲတမ်းရိုးအားနေလို့လဲအဆင်ပြေဘူး။အမြဲတမ်းအားနာနေလို့လဲမကောင်းတဲ့အတွက်တခါတလေကက်ချစ်ချစ်လေးနေတိုင်းကြည့်ပါ။ဘသူကဘလို့ဆိုတာသူ့အလိုလိုအပေါ်ရမျက်နှာဖုံးနေခွာကြလာလိမ့်မယ်။